စီးပွားရေးလောကရဲ့သူတွေရောမြမလူငယ်လူအတွက်ပါအရေးပါတဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ကိုကျင်လည်တဲ့ပဝင်ခြင်းကိုတိုးတက်အောင်လှုပ်ဆောင်နိုင်မဲ့ခေါင်းဆောင်မှုစွမ်းရည်အကြောင်းနိုဝင်ဘာ15ရက်နေ့က UMSCCI မှာဒေါက်တာအောင်ထွန်းတက်ကဟောပြောခဲ့ပါတယ်။ပြည်သက်400ကျော်တက်ရောက်ခဲ့တဲ့ High Impact Leadership Development ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဟောပြောဝယ်ကိုအဓိကကူညီထောက်ပံ့တာက Robinson Business School ဖြစ်ပြီးအဲ့ဒီကျောင်းမှာ MBA တက်နေတဲ့ကုတော်စင်က မြန်မာဟာကမ္ဘာနဲ့ယင်မောင်တန်းမှုစူးစမ်းရမယ့်အချိန်ဖြစ်တာကြောင့်အကျိုးရှိမဲ့ပညာရည်တွေကိုစူးစမ်းလေ့လာကြဖို့တိုက်တွန်းခဲ့ပါတယ်အခုဆိုရင်ကျွန်တော်ဒီ RBS ကနေပြီးကျွန်တော် MBA ကျောင်း MBA လေးလာနေနေပေါ့နော်ကျွန်တော်အဓိကဒီ management တွေလေးလာရတယ် leadership တွေလေးလာရတယ်အဲ့အဲ့ဒါပေါ်မူတည်ပြီးတော့ကျွန်တော်အခုဆိုရင်ကိုယ်ပိုင် business တစ်ခုစလုပ်နိုင်နေပေါ့နော်အဲ့လိုမျိုးကျန်တဲ့ကျွန်တော် net တွေလူငယ်တွေရောတခြား channel အားလုံးကိုပါကျွန်တော်လူမျိုးလေ့လာကြည့်ရှင်ပါတယ်ကိုလောက်ကင်နေတဲ့လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့အရေးသွေးကိုင်ငင်မှုရှိဖို့လိုအပ်ပြီး နေရာတိုင်းမှာဥဆောင်မှုပေးနိုင်တဲ့သူဖြစ်အောင်ကြိုးစားရမယ်လို့ပေါမုခဒေါက်တာအောင်ထွန်းသက်ကပြောပါတယ်။ကျွမ်းကျင်မှုအတွက်အမြဲတမ်းအားထုတ်နေရမှာဖြစ်ပြီးလူငယ်တွေကအသက်ငယ်လို့နောက်လိုက်ပဲလို့ရမယ်ဆိုတဲ့စိတ်မျိုးမထားဖို့အတွေ့အကြုံတွေကိုယူပြီးတနေ့မှဥဆောင်နိုင်သူဖြစ်ရမယ်ဆိုတဲ့စိတ်ထားဖို့တိုက်တွန်းခဲ့ပါတယ်။မိမိလုံးဝရဲ့လိုအပ်ချက်နဲ့ မိမိရဲ့အရေးသွေးနဲ့ကိုက်ညီဖို့လိုတယ်လူမနေရာမှာရှိဖို့လိုတာပေါ့နော်ကိုကုမ္ပဏီမှာလုပ်ငန်းမှာကိုကတောင်းယူရတဲ့လူတယောက်အနေနဲ့နော်ဘယ်အဆင့်မှာပဲဖြစ်ဖြစ်ဟိုအပေါ်မှာမဟုတ်ဘူးအလဲမှာမဟုတ်ဘူးအောက်မှာမဟုတ်ဘူးနေရာတိုင်းမှာဥဆောင်မှုပြင်းနေလို့ဖြစ်အောင်ကြိုးစားပါမိမိရဲ့ကြွမ်းကျင်မှုတွေကိုအမြဲတမ်းဆက်လုပ်ပြုစုနေပါမယ်ကြိုးစားနေရမယ်အားထုတ်နေရမယ်လို့ပဲဆက်လုပ်ပြောချင်တာအဲ့တော့လူငယ်တွေအနေနဲ့ဆရာအားပေးချင်တာတော့ပေါ့နော်ကိုကအသက်ငယ်လို့နောက်လိုက်ရမယ်မဟုတ်ဘူးကိုနေရာနဲ့ကိုဥဆောင်မှုပြင်းနေမှာ ဘာလို့ကိုမကြွန့်ကျင်တာတွေရှိဖို့လိုတယ်လူငယ်တွေဖြစ်တဲ့အတွက်ကိုမလိလာကြတွေအများကြီးပဲလူငယ်တွေဖြစ်တဲ့အတွက်အတွေ့အကြုံတွေရှိဖို့စုပါမယ်အခြေအနေတွေအများကြီးပဲအဲ့တော့အဲ့ဒီအတွေ့အကြုံတွေစုပါပညာတွေစုပါတနည်းကြရင်ကိုလည်းကောင်းဆောင်မဲ့နေရာရောက်မဲ့လူပဲအဲ့တော့ကိုကောင်းဆောင်မရောက်တဲ့အတွက်အားငယ်စရာမရှိဘူးကောင်းဆောင်မဖြစ်တဲ့အချိန်မှာကိုကအလုပ်တင်လို့ပဲသဘောထားတနည်းကြရင်ငါနေရာဒီနေရာအတွက်ငါအစင်းင်းလုံနေတယ်လို့စဉ်းစားလိုက်ရင်တော့အဆင်ပြေတယ်လို့အောင်လို့ပါတယ်